ရှမ်းမြောက်ကကြောက်မဲမြို့ကိုစစ်တပ်ကဩဂတ်စ်လ16ရက်နေ့ကနေစက်တင်ဘာလ3ရက်နေ့အထိထိုးစစ်ဆင်ပြီးတဲ့နောက်မြို့ကိုသိမ်းယူလိုက်ပါတယ် ကြောက်မဲတိုက်ပွဲထဲဩဂတ်လ16ရက်နေ့ကနေစက်တင်ဘာလ3ရက်နေ့အထိတိုက်ပွဲထဲအရက်သားပြည်သူ15ရောက်ထက်မနည်းတိုက်စုံမှုရှိခဲ့တယ်လို့ဒေသတွင်းအရက်ဖက်အဖွဲ့အစည်းတွေကပြောပါတယ်ကြောက်မဲမျိုးပြန်ရရေးစစ်ကော်မရှင်တပ်ကမြေပြင်ထိုးစစ်အပြင်လေကြောင်း drone နဲ့လက်နက်ကြီးပစ်ခတ်မှုတွေကိုအလွန်အကျွံသုံးပြီးတိုက်ခိုက်ခဲ့တာလို့ TNL ဘက်ကပြောဆိုထားပါတယ် တရုတ်ရဲ့ဖိအားပေးဖြတ်တောက်မှုတွေကြောင့် TNL ဘက်မှလက်နက်ခဲယံတပ်သားအင်အားအကန့်အသတ်ရှိလာနေတဲ့အချိန်မှာစစ်ကွန်မရှင်တပ်ကလက်နက်ခဲယံအပြင်ပြည်သူစစ်မှုထမ်းတွေကိုလည်းအလွန်အကျွံသုံးနိုင်တာကြောင့်ကြောက်မဲမျိုးကိုလက်လွတ်ရတာလို့ TNL ပြောခွင့်ရလွေရီဦးကပြောပါတယ် နောက်ချိုဘက်ကလည်းထိုးစစ်ဆင်လာတဲ့စစ်ကော်မရှင်တပ်ရဲ့ချင်းမြဲတမတစ်တစ်တမငန်ငါနဲ့အရှိမြောက်တိုက်စစ်ဌာနချုပ်ရမခလက်အောက်ခံအမတ်တိစစ်စင်ရေးကုကဲမှုဌာနချုပ်စကခတိတပ်ဖွဲ့ဝင်တွေကဩဂတ်စ်လလယ်ကစပြီးကြောက်မဲမျိုးကိုထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်ဒီစစ်ကြောင်းတွေကဩဂတ်စ်လလေကစပြီးတော့ကြောက်မဲမျိုးနယ်ထဲကထန်းတပင်ရွာကို စားတိုက်ပြီးထိုးစစ်စခဲ့တာလို့ဆိုရမှာဖြစ်ပါတယ်။ စတင်ဗလာတရရနေ့မှာကြောက်မဲမြို့မရဲစခန်းအပါဝင် ရက်ွက်၉ခုလုံးကိုစစ်တပ်ကပြတ်ထိချုပ်လိုက်ပြီးမြဲကြောက်မဲနမ်ဆန်အထွတ်ချင်းမြဲတဲ့ရင်ခမာယာ936 939ခုနဲ့အမတ်တစ်စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခတစ်ကိုတော့ TNL ကဆက်လက်ထိချုပ်ထားဆဲဖြစ်တယ်လို့ဆိုပါတယ်